အောင်ပန်းမြို့၌ပြည်ပပို့ကုံသီးနှံထုတ်ကုန်များတွင်ပိုးတက်စေတဲ့ကျွင်းကင်းစင်ရည်နှင့်ပန်းနိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်တောင်ပိုင်းကလောမြို့နယ်အောင်ပန်းမြို့ရှိ အောင်မန်းခမ်းမ၌စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆေးမြောင်းဝင်ကြီးဌာနစိုက်ပျိုးရေးဦးစီးဌာနမှကြီးမှု၍ပြည်ပပို့ကုံသီးနှံထုတ်ကုန်များတွင်ပိုးတက်စေတဲ့ကျွင်းကင်းစင်ရည်နှင့် ပန်းနိုင်ထွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲကိုယနေ့နေ့9နိုင်ခွဲကကျင်းပပြုလုပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်တည်နံကာကွယ်ရေးဌာနခွဲမှညွှန်ကြားရေးမှူးစိုက်ပျိုးရေးဦးစီးဌာနပြည်내ဦးစီးမှုနှင့်အဖွဲ့ဝင်များကလောခရိုင်ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်ဆင့်ဌာနဆိုင်ရာများစိုက်ပျိုးရေးတောင်သူလေသမားများပိုးသက်စေရောက်ချသည့်လုပ်ငန်းရှင်များစုစုပေါင်း298ဦးတက်ရောက်ခဲ့ကြပါသည် အခမ်းအနားတွင်ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှပြည်내ဦးစီးမှုဦးချိုနိုင်ထွန်းကအဖွင့်မှာစကားပြောကြားရာတွင်စိုက်ပျိုးရေးထုတ်ကုန်များကမ္ဘာဈေးကွက်တွင်ရှင်ပြိုင်နိုင်ရေးနှင့်ပြည်တွင်းစားသုံးသူများအစားအစာဘေးကင်းလုံခြုံမှုရှိစေရေးသည့်အရေးကြီးကြောင်းစိုက်ပျိုးသီးနှံများ၏ပန်းနိုင်ထွက်နှုန်းရရှိရေးကျိုးပန်းဆောင်ရွက်ရန်လိုအပ်တဲ့ကဲ့သို့ထွက်ရှိလာသည့်သီးနှံထုတ်ကုန်များတွင်ပူတက်စေတဲ့ကျွင်းကင်းစင်ရေးသည်လည်းအရေးကြီးကြောင်းဝန်ထမ်းများ တီးနံစိုက်တောင်းသူများပူတတ်စေရောင်းဆိုင်များဝယ်ယူကြိတ်ခွဲတူလောင်ရောင်းချသူများစိုက်ပျိုးရေးထွက်ကုန်များကိုတင်ပို့ရောင်းချနေသူများတက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအတူတကွဘူးပေါင်းဆောင်ရွက်ပါကပူတတ်စေတဲ့ကျွင်းကင်းစင်သည့်တီးနံများကိုထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်တီးနံကာကွယ်ရေးဦးစီးဌာနခွဲမှညွှန်ကြားရမှုဦးစော်လင်းကပြည်ပပုတ်ကုံတီးနံထုတ်ကုန်များတွင် ပိုးသက်စေတဲ့ကျွင်းကင်းစင်ရည်နဲ့ဗန်းနိုင်အတွက်နှုံရရှိရေးဤပညာပေးဆွေးနွေးပွဲဆောင်ရွက်ခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားခဲ့ပါတယ်။ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမှပြည်내ဦးစီးမှုတီးနံကာကွယ်ရေးဌာနကွယ်မှညွှန်ကြားရေးမှူးနဲ့ကလောခရိုင်ကလောမြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များကတင်နန်းသားများကိုတင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပါတယ်။ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ တက်ဆိုင်ရာဘာသာရပ်ဆိုင်ရာပညာရှင်များကတီးနံထွက်ကုန်များတွင်ပိုးသက်စေတဲ့ကျွင်းကင်းစင်ရေးအတွက်ပိုးသက်စေသုံးဆွဲရာတွင်စနစ်တကျသုံးဆွဲရေးနှင့်ဘဲဆောင်တီးနံကာကွယ်ရေးနည်းစနစ်များကျင့်သုံးဆောင်ရွက်နိုင်ရေးဗန်းနိုင်ထွက်နှုန်းရရှိရေးအတွက်မျိုးကောင်းမျိုးသတ်များအသုံးပြုရေးမြေစည်းလောက်အာဟာရဓာတ်များဖြည့်သွင်းပြီးတဘာဝမြေဩဇာနှင့်သစ်စိမ်းမြေဩဇာများထည့်သွင်းအသုံးပြုရေး ဓာတ်မြေဩဇာစနစ်တကျအချိန်ကိုက်အချိုးကျသုံးဆွဲရေးအကြောင်းများကိုအသိပညာပေးဆွေးကြပြီးတက်ရောက်လာသူများကသိရှိလိုသည့်များမေးမြန်းချက်များကိုတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားပြီးအသိပညာပေးစာအုပ်စာဆောင်များကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်ခမညာ